မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက Bibel Supreme မှာဖော်ပြထားတဲ့စောင်းမရှင်တော်မွန်ရဲ့ပြည်သူပရာနာကို လက်ကင်ထားသူဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့စောင်းပါဖြစ်ပါတယ်ဂျွန်လ19ရက်မှာကြာရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့ဟာစေယုစုရဲ့အာနာသိမ့်မှုရပောင်း1600ပြည့်တဲ့နေ့ဖြစ်ပါတယ်။ဒီနေ့အဖြစ်အာနာသိမ့်စစ်တပ်ကဒီမိုကရေစီနှီးကျ ရွေးကောက်ခံခေါင်းဆောင်တအူးကို တရားလက်လွတ်မတရားဖမ်းဆီးချုံနှောင်ထားတာရပ်ပေါင်း1600ပြည်မြောက်တဲ့နေ့လေဖြစ်ပါတယ်။လူလူခေါင်းဆောင်တောင်ဆန်းစုကြည်ကိုဗိုလ်ချုပ်မှုကြီးမယောင်လိုင်ဦးဆောင်တဲ့အာနာသိစေယုစုက မတရားဖမ်းဆီးလိုက်တဲ့နေ့ကစလို့ပြည်သူလူထုနဲ့အဆက်ဖြတ်ခဲ့ပြီး လူမြင်ဝင်းကနေလုံလုံအစဖြောက်ထားခဲ့တာပါ။ဒါပေမဲ့လည်းပြည်သူကိုအလေးထားတဲ့ပြည်သူအကျိုးကို ရှေ့ရှုတဲ့လူလူခေါင်းဆောင်တောင်ဆန်းစုကြည်နဲ့ ီသူလူလူချားကမေတ္တာဆက်နွယ်မှုနှဆိုင်စွာခံစားမှုတွေကို အာနာယမက်ကြီးတဲ့စစ်ကောင်းဆောင်တွေကန့်တတ်ထားလို့ချုံနှောင်ထားလို့မရပါဘူးစစ်ဘုတ်ကျုပ်တွေဟာလက်နက်အားကိုနဲ့အာနာသိမ့်ပြီးဒေါန်ဆန်းစွကြည်စီကအာနာနိုင်ငံရေးကိုတခမ်းရက်အောင်လုပ်နိုင်ခဲ့ပေမဲ့နှစ်ပေါင်း40နီးပါးဖြစ်တည်လာခဲ့တဲ့လူမှုကောင်းဆောင်ရဲ့ဩဇာနိုင်ငံရေးကိုတော့ဘလို့မှမချိုးနှိမ်နိုင်ခဲ့ပါဘူး စကားပြောတတ်စကလေးငယ်တွေကစလို့အဖိုးဖွားရွယ်တွေထိဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အကြိုလှုပ်ရှားမှုတွေမှာပါဝင်နေတာကတက်တည်ခံချက်တွေပါပဲစကောင်းစီဟာဂျွန်လ19ရက်မှာလူမြင်ကွင်းပန်းပန်သူပန်းဝယ်သူပန်းရောင်းသူတွေကိုအကြမ်းဖက်ပြဖမ်းဆီးရက်ဆက်ပြပြီးတော့ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့မှာလူမှုမပါဝင်ရဲအောင်လှုပ်ဆောင်ခဲ့ပါတယ်ဒေါန်ဆန်းစုကြည်ကိုလေးစားချစ်ခင်ကြတဲ့လူမှုကတော့ ရရတဲ့နီလန်းတွေနဲ့ဇွန်လ19ရက်မွေးနေ့ကိုစူတောင်းမြစ်တာပို့ပြီးဆင်နွှဲကြပါတယ်။ဒီနှစ်အသက်80ပြည့်အတွက်ဆိုရင်အွန်လိုင်းကနေမွေးနေ့စူတောင်းဗီဒီယို အခုရေ700ဖိတ်ခေါ်ခဲ့တာမှာမွေးနေ့မတိုင်ခင်တရက်အလိုမှာပဲပြည့်မြောက်သွားခဲ့ပါတယ်။မြန်မာနိုင်ငံကြီးမှာဒေါန်ဆန်းစုကြည်အသက်ရှင်နေသေးတဲ့၍ဒေါန်ဆန်းစုကြည်ကျန်းမာရေးကောင်းနေတဲ့၍သူ့ကိုခြံလှက်ထားလို့မရနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူကလူမှုထောက်ခံမှုအများဆုံးရတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့အခန်းကဏ္ဍကိုဖယ်ဖို့ကြိုးစားတဲ့သူမှန်သမျှကကြာဆုံးမှာပဲလို့နိုင်ငံရဲ့အကျဉ်းသားများကိုကြီးစောင့်ရှောက်ရဲ့တင် AAPP ကမှတ်ချက်ပြုပါတယ်။ဒေါန်ဆန်းစုကြည်ဟာသူ့အသက်43နှစ်အရွယ်မှာမြန်မာနိုင်ငံရေးတဲကို ပါဝင်လာပြီးပြည်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုရရှိခဲ့ပြီးတော့ မြန်မာဒီမိုကရေစီရဲ့ပြားရုပ်အဖြစ်ကဘာကြီးကအတိမတ်ပြုခဲ့ပါတယ်။မိခင်ဖြစ်သူဒေါက်ခင်ကြီးရဲ့ကျမ်းမာရေးကြောင့်မြန်မာပြည်ပြန်လာရင်1988 14လုံးရေတော်ပုံကြီးကြောင့်ပြည်ပသို့ပြန်လည်မထွက်ခွာတော့ပဲဖခင်ဖြစ်သူလွတ်လပ်ရေးပြည်သူခါဗိုလ်ချုပ်အောင်ဆန်းနီတူဒေါက်ဆန်းစုကြည်ကနိုင်ငံရေးဦးဆောင်မှုခေါင်းဆောင်မှုအခမ်းအနားကို ပါဝင် အားဖြည့်ခဲ့ပါတယ်။ မြန်မာနိုင်ငံရေးမှာပါဝင်လာခဲ့ပြီးတနည်းအခန့်ကြာမှာပဲစစ်စိုးရရဲ့နေအိမ်အကျယ်ကျုပ်ထိမ့်သိမ်းတာကိုဒေါန်ဆန်းစုကြည်ရင်ဆိုင်ခဲ့ရပါတယ်။သူမဟာ1989ကနေ2010အထိ21နှစ်အတွင်းနေအိမ်အကျယ်ကျုပ်15နှစ်ခန့်ဖြတ်တန်းခဲ့ရပါတယ်။အဲ့ဒီအချိန်တွေကဒေါန်ဆန်းစုကြည်ဟာစေအုပ်စုရဲ့တပင်းလှုပ်ကြံမှုကိုရက်ဆက်ကြမ်းကြုတ်လှတဲ့ထောင်ချောက်တွေကိုအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတဲ့အချိန် အကြမ်းမဖက်အာနာသိန်းဖီဆန်ကြီးလမ်းကြောင်းကို ရွေးချယ်ပြီးတော့ဆရာနာရှင်တွေကို အာခံခဲ့ပါတယ်။ဒါကြောင့်လည်းပဲ1990ခုနှစ်မှာဒေါံဆန်းစုကြည်ဟာကမ္ဘာဉာဏ်ကြံရေးနိုဘယ်ဆုဘေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။အကြမ်းမဖက်ရေးမှုကိုဆွဲကင်ပြီးဆရာနာရှင်တွေကိုနှစ်ပေါင်းများစွာတော်လှန်ခဲ့တာဟာပြည်သူလူထုမနစ်နာစေမဲ့ဒါမှမဟုတ် ပြည်သူတက်တာစီမဲ့လမ်းကိုရွေးချယ်ရှောက်လန်းခဲ့တာလို့ဒေါန်ဆန်းစုကြည်ကမကြခဏပြောဆိုခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ကပြည်သူလူထုရဲ့အကျိုးကိုအင်မတန်မှလိုလားတဲ့ပုံကိုဖြစ်ပါတယ်။အဲ့ဒီတော့ဒီမြတ်တာတရားကိုပြည်သူက ခံစားမိတယ်။ခံစားမိတဲ့အခါပြည်သူစီကနေလဲမြတ်တာတရားတွေက အပြန်အလှန်ကိုလူစီစင်းလာတယ်ပေါ့။အဲ့ဒါကအော်ဂဲနစ်ပါပဲ။ ဘာမှလုံယူထားတာလည်းမဟုတ်ပါဘသူမှဖန်တီးထားတာလည်းမဟုတ်ပါပါပါရဲ့သဘောဖြစ်ပါတယ်စွမ်းအားသဘောမျိုးဖြစ်ပါတယ်ဖန်တီးလို့လည်းမရဘူးဖြက်စည်းလို့လည်းမရဘူးအင်မတန်မှ လေးနက်ပါတယ်အင်မတန်မှ နှဆိုင်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ဝင်းကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကမှတ်ချက်ပြုပါတယ်ဦးနေပုံလက်ဟာတောင်ဆန်းစုကြည်တီထောင်ခဲ့တဲ့ NND ပါတီရဲ့ ဘဟုပြန်ကြားရေးမှာတာဝန်ယူခဲ့တယ်လို့ရန်ကုန်တိုင်းလွတ်တော်အမဟောင်းလည်းဖြစ်ပါလေမြမပြည်သူလူထုဆရာနာရှင်တွေလက်အောက်ကနေလွတ်မြောက်ဖို့အတွက်အကြမ်းဖက်ရေးကင်ဆွဲပြီးတော့ဒုတိယလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူဒေါန်ဆန်းစုကြည်ကို စေယုစုက အရန်ကြောက်တာမို့နိုင်ငံရေးမလုံနိုင်အောင်နှစ်ပေါင်းများစွာ နေအိမ်အကျဲချုပ်ချုပ်ထားခဲ့ပါတယ်စေယုစုကဒေါန်ဆန်းစုကြည်ဆိုတဲ့နာမည်ကိုအရန်ကြောက်တယ် ဒေါန်ဆန်းစုကြည်ရဲ့စွန့်လွတ်မှုစွန့်စားမှုအနစ်နာခံမှုထို့သဖြင့်အဲ့ဒီလိုအနစ်နာခံမှုတွေကြောင့်ပြည်သူရဲ့ယုံကြည်မှုတွေရတယ်။အဲ့ဒီပြည်သူရဲ့ယုံကြည်မှုထောက်ခံမှုတွေကိုစေယုစုက အရန်ကြောက်ပါတယ်လို့ ABB တွဲဘက်အတွင်ရေမှုဥဖို့ကြီးကပြောပါတယ်။ KSS မြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီနဲ့လူခွင့်ရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့အကျိုးရလဒ်ဖြစ် စစ်အာဏာရှင်ဗိုလ်ချုပ်မှုကြီးတန်းရွှေဟာနိုင်ငံရေးထွက်ပေါက်ရဖို့2010မှာစေုပ်စုကစိတ်ကြိုက်စီမံခဲ့တဲ့လွတ်လပ်ပွင့်လင်းမြင်သာမှုမရှိဘဲစစ်တပ်စိတ်ကြိုက်ရလတ်ထွက်စီတဲ့ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ရွေးကောက်ပွဲပြီးမှစစ်ဆိုးရကနိုင်ငံတကာထောက်ခံမှုနဲ့ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုပြီးလူထုခေါင်းဆောင်ဒေါင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ကျုပ်ကနေပြန်လွတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့တရုတ်အမှန်ဟာ2019ရိုဟင်ဂျာပြည်ပခထောင်ချောင်းနဲ့2015ရွေးကောက်ပွဲမှာလူထုထောက်ခံမှုနဲ့တခဲနဲ့ဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ NND ပါတီကိုပြည်သူတွေကရွေးချယ်လိုက်တဲ့အခါဆေအုစုဟာ2021 February တရက်မှာတကြော့ပြန်အာဏာသိမ်းပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့ပါတယ်။ဒီတစ်ချိန်ဆက်အာဏာသိမ်းမှုမှာစစ်တပ်ကပြည်သူလူထုပေါ်တုံ့ပြန်မှုဟာ စီနီယာစစ်အာဏာရှင်တွေထက်ပုံမူရက်ဆက်ကြမ်းကြုတ်ခဲ့တယ်လို့ပြည်သူလူထုရဲ့အခုခံတွန်းလှန်မှုကလည်းမြမတမိုင်းမှာဘယ်တော့ငါနဲ့မှမတူအောင်အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်စီကအသက်85နှစ်ကျော်အရွယ်ရှိတဲ့ဒေါန်ဆန်းစုကြည်ကိုအမှုပေါင်း19မှုဆွဲဆိုဟာထောင်ဒဏ်33နှစ်အထိချမှတ်ခဲ့ပါတယ်။ဒါပြင်ဆွဲဆိုထားတဲ့အမှုအလုံးကို အပြစ်သက်အမိန့်ချပြီးချိန်2022 ဂျွန်လမှာစစ်ကောင်စီကဒေါန်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်ကိုပို့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအသက်86နှစ်ပြည့်ပြီးဖြစ်တဲ့လူမှုကောင်းဆောင်ဟာအသက်ရွယ်နဲ့မမျှတဲ့ရာသီဥတုပူပင်းဆူရမှုအခြားသောကိုယ်ဆင်းရဲဒုက္ခတွေကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့မတိုင်ခင်မှာတရက်လိုမှာပေါ့လေ။ပြည်တည် Change the Guardian Trends Saga သူတို့ရရှိထားတဲ့နိုင်ငံတော်သမတအူဝင်မြင့်နိုင်ငံတော်ဒါမင်ကန်ပုတ်ကိုတောင်ဆန်းစွတ်တီတို့ကိုစစ်ဆေးနေတဲ့စစ်ကောင်စီရဲ့တရက်ခွင် CCTV မှတ်တမ်းအတူလေးနဲ့တောင်ဆန်းစွတ်တီရဲ့ထောင်တွင်းနေစဉ်မှတ်တမ်းတချို့ကိုဖော်ပြလာပါတယ်။ The Guardian ရဲ့ဖော်ပြချက်အရ တောင်ဆန်းစွတ်တီဟာမနေ့၄နာရီခွဲမှာအိယာထပြီးည၈နာရီခွဲမှာတနေ့တာပြီးဆုံးတယ်လို့ဆိုပါတယ်။နေစဉ်ဖျားရှိခိုးတာတရားထိုင်တာလမ်းလျှောက်တာ စာဖတ်တာတွေလုပ်ပြီးအထီးကျန်စွာအကျဉ်းထောင်နေရက်တွေကို ဖြတ်တန်းနေတယ်လို့ဆိုပါတယ်။ဒေါန်ဆန်းစုကြည်ဟာနေလေစာအဖြစ်သမင်းနှစ်စုံ၊ကြက်သား၊၅ရင်း၅လုံးဟင်းကျို၊ချောကလက်နှစ်တောက်၊ငကမောက်သီးတစ်စိတ်တို့ကို စားတုံးပြီးအဲ့ဒါဟာတနေ့တာအများဆုံးစားတောင်းမှုလို့ဆိုပါတယ်။ခန္ဓာကိုယ်ပိန်ပါတဲ့ဒေါန်ဆန်းစုကြည်ဟာအရင်ကတည်းကအစားအသောက်အနေထိုင်ချိုးချံပြီး ညှနာအောင်နေထိုင်သူဖြစ်တယ်လို့ဤဇက်သူတွေကမတန်းတင်ရေးသားပြောဆိုကြပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့အတန်နဲ့အလျှောက်တဲ့ပုံစံဟာအရင်တိုင်းမပြောင်းလဲဘူးလို့တရင်အရင်မြစ်ကဒေကာရီယန်ကို ပြောပါတယ်။ဒါပေမဲ့အရင်ချိန်ကဦးကောင်းထက်ကပန်းတွေနဲ့တွေ့မြင်ရလေးရှိတဲ့ဒေါန်ဆန်းစုကြည်ဟာပန်းပန်နာမတွေ့ရတော့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်း လက်ရှိချိန်မှာစစ်ကောင်စီကလူထုခေါင်းဆောင်ကိုဘယ်နေရာမှာဘလို့ပုံစံထားရှိတယ်လဲဆိုတာတိတိကျကျမသိရပါဘူးစစ်ကောင်စီပြုတ်ကြရေးဖက်ရှားရှင်းလင်းရေးတွေနိုင်ငံတော်ပြည်သူလူထုတွေတော်လန့်နေချိန်မှာလူထုခေါင်းဆောင်ကိုဘယ်မှာထားရှိမှန်းမသိဖန်စီထိန်သိမ်းခံထားရဆက်သွယ်မရှိတာကပဲလက်ရှိနှွေးဦးတော်လန့်ရေးမှာဒေါန်ဆန်းသူကြီးရဲ့ပါဝင်မှုပဲလို့ NND ပါတီဝင်ဖြစ်ခဲ့သူ အမျိုးသမီးရဲ့တက်ကြွလှုပ်ရှားသူဒေါခင်လေးကတုံ့တက်ပါတယ်။ဒေါဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထူးစီစဉ်အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲမှာနေဦးတော်လန်ရေးနဲ့ဒေါဆန်းစုကြည်ရဲ့အခမ်းကဏ္ဍကိုဒေါခင်လေးကဆွေးနွေးသွားတာပါ။အနာရှင်တွေပုံစံတိုင်းညှိနှိုင်းပြီးတော့အဘေးယူအလျှော်တင်းတွေ လုတ်တဲ့ကိစ္စကိုဒေါဆန်းစွတ်ကြည်ကအခုချိန်ထိလက်မခံလို့သာဒီသားစုနဲ့လက်ဆက်သွယ်မရဘယ်မှာနေလို့နေမှမသိ တကယ်အသက်80အရွယ်မျိုးသမီးကြီးတစ်ယောက်ကပြင်ပင်ပန်းပန်းဒုက္ခခံနေရတာဖြစ်ပါတယ်။အကယ်၍သာစစ်အာဏာရှင်တွေရဲ့စကားဆရဲ့ညှိနှိုင်းမှုကိုလက်ခံမဲ့ဆိုရင်ဒေါက်ဆန်းစုကြည်ကနေအိမ်ကျဲကျုပ်လည်းဖြစ်နိုင်တယ်။အခြားမှနေရာတနေရာမှအကျဲကျုပ်ဆိုတာဖြစ်နိုင်တယ်လို့ဒေါက်ခင်လေးကဆိုပါတယ်။စစ်ကောင်စီရဲ့ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပါဝင်စစ်ဗိုလ်ချုပ်တွေဟာဒေါက်ဆန်းစုကြည်ကိုအကြိမ်ကြိမ်တွေ့ပြီးအတုံးချဖို့ နွေဦးဒေါ်လာရေးကိုဖြိုဖျက်ဖို့အမြဲကြံစည်နေပေမဲ့စေယုစုရဲ့ထောင်ချောက်တွေကိုအကျဉ်းတောင်တဲရောက်နေတာတောင်ဒေါ်ဆန်းစုကြည်ကအခါခါကြော်ဖြက်ပြနေပါတယ်88အမျိုးဆက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်ခဲ့ဘူးပေမဲ့အခုခါစေယုစုနဲ့နီးစပ်နေပြီဖြစ်တဲ့ဒေါ်ဆန္နာမင်းနဲ့ဒီကျုပ်ပါတီဝင်တချို့ကဒေါ်ဆန်းစုကြည်ကိုတွားတွေ့ပြီးတော့ NLD ပါတီကိုစစ်ကောင်စီထံမှမှတ်ပုံပြန်တင်ဖို့စီယုံမှုကိုလည်း ဒေါန်ဆန်းစုကြည်ကတင်တင်မှုမှုပယ်ချခဲ့ပါတယ်2021 February ဆရာနာသိမ်းမှုစာပိုင်းမှာ လူငယ်တွေပါဝင်ပြည်သူလူထုဟာလမ်းမပေါ်တက်ပြီးငြင်းချမ်းစွာစန္ဒဖော်ထုတ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီမိုကရေစီကိုနှုတ်ကသာရေရွပြီးလက်တွေ့ကျင့်သုံးမှုမရှိတဲ့စစ်တပ်ဟာလက်နက်မဲ့ပြည်သူတွေကိုဥကောင်းတက်တက်ချိန်ပြီးတနက်နဲ့ပြစ်ခဲ့ကြပါတယ် အဲ့ဒီလိုလက်နက်သုံးအကြမ်းနည်းနဲ့ဖိနှိပ်ရဆက်တဲ့စစ်တပ်ကိုဖယ်ရှားဖို့အတွက်လူငယ်တွေပါဝင်ပြည်သူလူထုကလက်နက်ကင်ခုခံတော်လှန်နီလန်းကို ရွေးချယ်ခဲ့ကြပါတယ်။ဒါကိုစစ်တပ်ကတဖန်ပြန်ပြီးအကြမ်းဖက်တောင်းကျမ်းမှုကျူးလွန်သူတွေလို့စွပ်စွဲတစိမ့်ကပ်ပါတယ်။တဖက်မှာလည်းလူထုကောင်းဆောင်ဒေါန်ဆန်းစုကြည်တစ်ချိန်လုံးဆွဲကင်လာခဲ့တဲ့အကြမ်းဖက်ရေးမှုငင်းချမ်းရေးလမ်းစဉ်နဲ့တွေ့ဖယ်ပြီးပြည်သူလူထုနဲ့ဒေါန်ဆန်းစုကြည်ကို တက်ရှူဖို့စေယုစုကအတန်ထုတ်ခဲ့ပါတယ်။ဒေကြတာကတော့ဒေါန်ဆန်းစုကြည်ရဲ့အတန်ကိုပြည်သူလူထုကြီးကစေရနာသိမ့်မှု၄နှစ်၄လနီးပါးအထိတိုက်ရိုက်ညွန်ကြားခွင့်မရခဲ့ကြရပါဘူး။လက်ရှိပြည်သူလူထုအများစုကြီးပါဝင်ဆင်နွှဲနေကြတဲ့နေဦးတော်လန်ရေးတနည်းအားဖြင့်လက်နက်ကင်တိုက်ပွဲကိုဒေါ်ဆန်းစုကြည်ထောက်ခံဤမထောက်ခံဤဆိုတာဒေါ်ဆန်းစုကြည်ပြန်လဲလွတ်မြောက်လာမှသာအတီအလင်းသိကြရမှာပါ။ အနန္ဒီပါတီရဲ့ဗိုလ်အလုပ်မှုဆောင်တဦးဖြစ်တဲ့ဦးဟန်သာမြင့်ကတော့ NUG ပြန်ကြားရေးစာမျက်နှာကတဆင့်ဒေါန်ဆန်းစုကြည်နဲ့လက်နက်ကင်ဒေါ်လန်ရေးခေါင်းစဉ်နဲ့စောင်းမာတပုတ်ဂျွန်လ18ရက်မှာရေးသားလာပါတယ်။စောင်းမားမှာဒေါန်ဆန်းစုကြည်ဟာအကြမ်းမဖက်ခြင်းမူဝါဒကိုမပြောင်းလဲပဲတိုင်ဆွဲမယ်လို့အတိမပြုထားကြောင်း NUG NUCC တို့လိုအဖွဲ့တွေဟာမဖွဲ့မဖြစ်လို့ဖွဲ့စည်းရပြီး အဲ့ဒီလှုပ်ဆောင်မှုကိုဒေါအောင်ဆန်းစုကြည်အနေနဲ့နားလည်သဘောပေါက်ထောက်ခံလိမ့်မယ်လို့အခိုင်အမာယုံကြည်ကြောင်းဥဟန်တာမြင့်ကအေးသားထားပါတယ်။မြို့သားညီညွတ်ရေးဆိုရအန်ယုံကြည်ဝန်ကြီးချုပ်ယုံပြောရေးစွန့်ခွေရှိသူဦးနေပုံလက်ကလည်းကျွန်တော်ယူဆကိုပြောရမယ်ဆိုရင်လက်ရှိတော်လှန်ရေးကသာအန်တီအနေနဲ့မထောက်ခံဘူးဆိုရင်ဒါအကျန်းဖက်စရုပ်စုလိုချင်နေတဲ့ကိစ္စပဲလေ။အန်တီကသာရက်တီကြက်ခိုင်ခိုင်မာမာနဲ့ဒီတော်လှန်ရေးပေါ်မှာ စုံတရာထောက်ခံမှုရှိနေတယ်လို့သုံးသပ်ပါတယ်။ဒါကြောင့်မို့စေယုစုကအခုချိန်လူလူနဲ့အန်တီချာကိုအဆက်အသွယ်ဖျက်ပြီး လူလူမြင်ကွင်းကနေအန်တီကို ပြောက်ွယ်နေအောင်လှုပ်ထားတာပေါ့နော်လို့ပြောပါတယ်။၂021ခုနှစ်ဖေဖော်ဝါရီ6ရက်မှာဖမ်းဆီးခံရပြီးစစ်ကောင်စီရဲ့အကျဉ်းထောင်အတွင်းဂျပန်650ကျားချုပ်နှောင်ခံခဲ့ရသူဩစတြေးလျနိုင်ငံသားစီးပွားရေးပညာရှင်ရှောင်းတာနေဟာ နေပြည်တော်တရားခွင်တစ်ခုမှာတောင်ဆန်းစုကြည်နဲ့လူချင်းခဏတွေ့ဆုံခဲ့တယ်လို့အန်အလကလီဖရန်ဇနာအမည်ရှိစာအုပ်မှာရေးသားပါတယ်မစ္စတာရှောင်းတာအနေနဲ့တောင်ဆန်းစုကြည်တို့ဟာ2022စတင်ဘာရုံးချင်းတစ်ခုမှာပြည့်စုံခဲ့ကြတာလို့ဆိုပါတယ်ရှောင်းတာခရစ်စီနဲ့လူခွန်ကြီးအတွက်အကောင့်စီကိုရရဲဝင်းဝင်း ရင်ဆိုင်ခုခံနေတဲ့လူငယ်တွေပြည်သူတွေအတွက်တောင်ဆန်းစွကြည်ဟာဂုံယူချောင်းနဲ့ပြည်သူတွေကိုမျှော်လင့်ချက်ဆက်ထားဖို့အရှုံးမပေးချဖို့ပြောကြားတယ်လို့သိရပါတယ်။စီဝိုင်းပညာရှင်ပေါမောက်ခတ်တူဖြစ်တဲ့မစ္စတာရှောင်းတာနေကတောင်ဆန်းစွကြည်မပြောတာကို လိမ်လည်ပြီးရေးသားမယ်လို့မထင်ကြောင်းနဲ့တောင်ဆန်းစွကြည်ဟာပြည်သူကို အလေးထားပြီးသားဖြစ်ပြီးပြည်သူလူထုနဲ့တောင်ဆန်းစွကြည်ကြားမှာပြဿနာမရှိဘူးလို့နိုင်ငံရေးအကျဉ်းသားများကိုကြီးစောက်ရှောက်ရည်တင် ABB ဒွဲ့ဖက်အတွင်ရေးမှူးဥဘိုလ်ကြီးကတုံ့တက်ပါတယ်။ဒေကြတာကဒေါန်ဆန်းစုကြည်ကပြည်သူကိုယုံနေပြည်သူစံဓာနဲ့ကင်းကွာပြီးတော့အလုတ်လုံမှာမဟုတ်ဘူးလို့ဥဘိုလ်ကြီးကအခိုင်အမာဆိုလိုက်ပါတယ်ခမညာ။